ပရိသတ်များအလုံးမဲမိကလာပါရှင်အခုတခါမှာတင်ဆက်ပေးဖို့ရည်ချဲထားတဲ့ဇာတ်လမ်းအကြောင်းအရာလေးကတော့ဖျက်မယ်တစ်ခုပေါ်မှာအခြေခံရေးသားတင်ဆက်ထားတဲ့စာရေးဆရာအေကာဇော်ရဲ့အုပ်အမှုတေးဆိုတဲ့ဇာတ်လမ်းအကြောင်းအရာလေးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဆက်လေကြီးကကျဲပြောလာတဲ့ရေပြင်ကြီးကိုထွေးခွဲကလင်းမြန်စွာနဲ့မောင်းနေနေပါတယ်ကိုစိန်တောင်တယောက်ဟာလေဦးမှမတက်ရက်ပြီးတော့ရေပြင်ကြီးကိုငေးကြည့်နေမိတယ်ကိုစိန်တောင်ကအုံတက်သမားဖြစ်ပြီးတော့ အုံမေများကိုတက်ပြီးအုံဒီခုကရောင်းချတဲ့လုပ်ငန်းကိုလည်းလုပ်ကင်နေသူဖြစ်ပါတယ်။အခုလည်းစစ်တွေစီကိုဆက်လီကရိုစီးရဲ့အုံဒီအလုံးနေရာခန့်ကိုတည်ဆောင်လာခြင်းပဲဖြစ်ပါတယ်။စိတ်ကမှဆင်းတဲ့အခါမှာတော့ကယ်ရီငားရတယ်။သုံးမေးဆိုင်ကဲများကိုအနောက်ခန်းများမှာတော့ကုံများတင်နိုင်ရန်အတွက်ပြုလုပ်ထားတဲ့ကယ်ရီအပေါ်ကိုတော့အုံဒီများကိုအသေးချတင်ရတယ်။အဲနောက်ကယ်ရီသမားရဲ့ဘေးနားမှာထိုင်ပြီးတော့စစ်တွေမှာရှိတဲ့အုံဒီကပြော်ဒီများရောင်းချတဲ့ဆိုင်စီကိုမောင်းထွက်လာခဲ့ရတယ် မနေ့ခင်းကထွက်လာပြီမဲ့အချိန်လင့်သွားတာမို့စစ်တွေကိုမွန်လွယ်ပြီးမှသာရောက်တော့တယ်စစ်တွေစီကဈေးကွက်ပြီးအေးအေးလူလူဖြစ်နေပြီဒါပေမဲ့သူတယ်လာတဲ့ကုန်းကြီးကလည်းဥန်းသူတွေဆိုတော့အထားခံပါတယ်ဈေးအရှိရောက်မှာတော့ပလက်ဖောင်းပေါ်မှာခေါင်းငိုက်ဆိုင်ထိုင်နေတဲ့ဦးစင်တပားကိုတွေ့လိုက်တဲ့အခါကိုစင်တောင်စိတ်ဝင်စားမိသွားတယ်ခဏရပ်ပါအောင်ဗျာကယ်ရီသမားကဆန်ကယ်ရက်ပေးလိုက်တဲ့အခါမှာတော့ကိုစင်တောင်ကကယ်ရီပေါ်မှာပြေးစင်ကဦးစင်နားကိုတွေ့ကပ်သွားတယ် အနီးမှာလမ်းသွားလမ်းလာများမှာအနေငယ်ရှိနေတယ်။ဦးစင်းမှာနှစ်ထင်းတစ်ဖက်ကိုလက်နဲ့ဖိထားပြီးတော့ခေါင်းကုံငုတ်ကညင်ညူနေတာကြောင့်ဝေဒနာတစ်ခုခုခံစားနေရခြင်းဖြစ်မယ်လို့လည်းတွေးလိုက်ပြီး ကိုစိန်သောဟာဦးစင်းအနားကိုကပ်လိုက်တယ်။အရှင်ဖေဟာဘာဖြစ်လို့ပါလဲဖေ။ခေါင်းနဲ့မူးနေတဲ့တကားကြီးရဲ့ဘာဖြစ်မှန်းလဲမသိပါဘူး။ဦးစင်းလွယ်ထားတဲ့တပိတ်မှလည်းဟောင်းလောင်းကြီးဖြစ်နေတယ်။ကိုစိန်သောဟာတခုခုလောက်ရမယ်မှန်းသိပြီးတော့စဉ်းစားလိုက်တယ်။ အဲ့နောက်သူတဲလာတဲ့အုံသီးများကိုကြည့်ပြီးတော့အကြံတစ်ခုရသွားပါတယ်။အုံသီးများစီတို့ပြေးလာပြီးတော့အုံသီးအချို့ကိုဟိုပုတ်ဒီပုတ်နဲ့လှုပ်ကြည့်တယ်။အဲ့နောက်အုံသီးတစ်လုံးကိုဖြုတ်လိုက်ကသူ့ရဲ့လွယ်အိတ်အတွင်းမှာထက်လွယ်ထားတဲ့ဓာတ်ကောက်တဲ့အုံသီးထိပ်ပိုင်းကိုကျဉ်လန်စွာနဲ့ဖြတ်လိုက်တယ်။ကယ်ရီသမားနဲ့ကိုစိန်တောင်လှုပ်တည်များကိုကြည့်နေပါတယ်။ခမရမရေဘူးပါလိုက်ရင်ကယ်ရီသမားကတောက်ပြီးသားရေဘူးခုန်တစ်ခုကိုထုတ်ပေးတဲ့အခါမှာတော့ကိုစိန်တောင်က အုံစင်းရီများကိုရေဘူးအတွင်သို့လောင်းထက်လိုက်ပြီးတော့ဦးစင်းစီကိုပြန်ပြေးလာခဲ့တယ်။ဦးစင်းမယာတုံးဆောင်တော်မူပါ။အုံစင်းရီပါဗျာ။အမှုမောပြေပါတယ်။ဦးစင်းကအုံစင်းရီများအားမွတ်တောက်ချလိုက်တယ်။သုံးကခန့်မွတ်တောက်ပြီးတဲ့အခါမှာတော့အုံစင်းရီတွေကုန်ခန်းသွားပါတယ်။ကိုစိန်တောင်းလည်းနောက်တစ်လုံးကိုထပ်ဖောက်တယ်။နှလုံးခန့်တောက်ပြီးတဲ့အခါမှာတော့ဦးစင်းကတိတိတသားနဲ့ထူထူထောင်ထောင်ဖြစ်လာပြီဖြစ်တယ်။ကျေးဇူးတင်ပါတယ်တကားကြီးရဲ့။ တာရုတာရုတာရုပါကွယ်။အုံးစင်းရီကစီးပဲဝင်နေဖျား။သူကဓာတ်စားရီလိုပဲအပြစ်စီပါတယ်။အုံးစင်းရီတိုင်းလည်းမဟုတ်ဘူးပေါ့ဖျား။အတွင်းမှာအသားတိတ်မတက်သေးတဲ့အုံးစင်းရီကတော့ရှင်ပူတယ်။အသားနည်းနည်းတက်နေပြီဆိုမှပဲချိုးပြီးတော့တောက်လို့ကောင်းတဲ့အချိန်ပေါ့ဖျား။အသားအရင်များသွားရင်လည်းအုံးရီကချင်းသွားတယ်ဖျား။ကုံဝင်ဆောင်လေးတောက်သုံးလို့အကောင်းဆုံးပေါ့အခုလိုအမှုမော်ဖြစ်နေရင်လဲတောက်လိုက်ရင်တော့အပြစ်စီတာပေါ့ဗျာအေးပါကွယ်ဒါနဲ့ တကာကြီးကအုံသိအကြောင်းတော့တော်တော်သိပုံရရဲ့နော်။ကျေးမဖျားတပည့်တော်ကအုံတက်စားလာတာအနည်း20နီးပါးရှိပြီဖျား။ဦးစင်းကကိုစိန်တောင်းကိုစုတွေပေးနေပါတယ်။ကိုစိန်တောင်းလည်းအလုတ်တစ်ဖက်ရှိနေသေးတာမို့ဦးစင်းကိုအမြန်နှုတ်ဆက်ပြီးတော့ပြန်ခဲ့တယ်။ဈေးထဲရောက်ပြီးအုံသိများရောင်းချပြီးတဲ့အခါမှာတော့ကယ်ရီကကိုရှင်ပါတယ်။ကယ်ရီဆရာက ကိုစိန်တောင်းအားငွေအချို့ကိုပြန်ပေးတယ်။ခုနောက်ကလေးကသူတစ်ပါးကိုကူညီတက်တဲ့အကူကိုကြည့်နေလေးစားနေတာဗျ။ထားလိုက်ပါ။ ျွန်တော်ရဲ့ကယ်ရီကားကိုလျှော့ပေးပါမယ်။ဖြူစင်တဲ့စင်တနာမှာချက်ချင်းမေကိုစိန်တောင်းအားအကျိုးပေးပါတော့တယ်။ကိုစိန်တောင်းလည်းအဲ့ဒီကယ်ရီနဲ့ပဲစိတ်ကန်းကိုပြန်ဆင်းပြီးတော့မော်တော်စီးကရွာသို့ပြန်လာခဲ့တော့တယ်။ကိုစိန်တောင်းရဲ့စိတ်ထဲမှာတော့သူတပားကိုကူညီလိုက်ရတဲ့အတွက်ပီတိတစ်မျိုးဖြစ်ကပျော်မြူးနေပါတော့တယ်။ဟေးစိန်တောင်းရင်လာစမ်းမအောင်ကွာ။ကိုစိန်တောင်းတယောက်ရွာပင်လမ်းကလေးကနေလက်အဝင်းမှာ ဘာကြီးတာရဲ့ခေါ်တန်ကိုကြားလိုက်ရတာကြောင့်ခြံအတွင်းကိုလမ်းကြည့်လိုက်ပါတယ်။ခက်ကုတ်ကုတ်ဆောက်ထားတဲ့တဲကလေးအရှိမှာတော့ဘာကြီးတာကငုတ်တုတ်ထိုင်နေကဆေးဘောလေးတစ်လက်ကိုလည်းအငွေ့တစ်ထောင်းထောင်းနဲ့ဖွာနေတာကိုမြင်တွေ့လိုက်ရတာကြောင့်ကိုစိန်တောင်းကခြံအတွင်းကိုဝင်လာခဲ့တယ်။ဘာကြီးတာကကိုစိန်တောင်းကိုကြည့်ပြီးတော့မင်းအရင်တော့ငါအုံးချုံတက်ပေးစမ်းပါကွာ။အုံးမခူတာကြပါပြီကွာ။ကိုစိန်တောင်းကအုံးမေတချို့ကိုမော့ကြည့်လိုက်တယ်။ ဘာကြီးတာအုံသီးတွေကအရေတောက်မရတော့ဘူးဗျ။အသားတွေချူနေပြီ။ဈေးကောင်တက်ရမှာမဟုတ်ဘူးနော်။အေးပါကွာ။မင်းတက်နိုင်ရင်ဆိုရင်လေပေးရှင်တလောက်တာ ပေးစမ်းပါ။ငါ့မှာအုံတော်ကြီးပိုင်ပြီးတော့အုံးမေတက်မဲ့လူမရှိလို့အုံးရီတော့မတောက်ရတာကြပေါ့ကွာ။ကောင်းပါပြီဘာကြီးတာ။ကျွန်မနဲ့ပြန်ကြရင်မွေးမလေးခင်လာခဲ့မလဲ။ဘာကြီးတာကခေါင်းတဆက်ဆက်ညစ်ပြီးတော့ကိုစိန်တောင်းလဲအိမ်တို့ပြန်လာခဲ့တယ်။သူတို့ရွာကလေးက ရခိုင်ပြည်နယ်ပေါတောမြို့နယ်အတွင်းမှာရှိတဲ့အုံတော်ရွာကလေးဖြစ်ပါတယ်။အုံတော်ဆိုတဲ့နမည်အတိုင်းပဲသူတို့ရွာကလေးမှာတော့အုံချံများအုံတော်များနဲ့အများအပြားရှိနေပါတယ်။တချိန်ကအုံသီးလုပ်ငန်းနဲ့စီးပွားဖြစ်ထွန်းခဲ့တဲ့ရွာကလေးဖြစ်ပေမဲ့လည်းအခုတော့အုံလုပ်ငန်းကိုလုပ်ကင်နေမရှိတော့ပါဘူး။အုံတက်သမားလည်းအလွန်ရှားသွားတာကြောင့်အုံတော်များဟာတဘာဝအတိုင်းသာတည်ရှိနေတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့အိမ်ရှိရေတန်းကိန်းကနေရေတခွက်ကိုခတ်လိုက်ကခြေလက်ကိုဆေးလိုက်တယ်။ ။အဲနောက်အိမ်အတွင်းကကိုစိန်တောင်းရဲ့ဇနီးမနိလာကထွက်လာတယ်။ဘယ်လိုလဲ။အစင်ပြေးရလားကိုစိန်တောင်း။ပြေးပါတယ်ကွ။ပေါက်တော့မှအုံသီးစေးမကောင်းတော့စစ်တွေတက်ရောက်ရတာပဲ။အုံသီးများတော့မဆူဘူးပေါ့ကွာ။ကိုစိန်တောင်းကသူ့ရဲ့အင်ချီအိတ်ကတ်ထဲကနေပက်ဆက်များကိုထုတ်လိုက်ပြီးတော့မနိကိုပြေးလိုက်တဲ့အခါမနိကရေတွက်နေပါတယ်။ဒါနဲ့မနေ့ဖြစ်တော့ဘာကြီးတာတို့အုံချံကိုတက်မလာလို့စိတ်ကူးထားတယ်ကွ။ဝေရည်နေတဲ့မနေ့ပင်ရက်တန့်သွားလေတယ်။ အဲ့နောက်ကိုစိန်တောင်းကိုထူးဆန်းစွာနဲ့ကြည့်နေပါလေဖြစ်ပါမလားကိုစိန်တောင်းရဲ့ဘာကြီးတာရဲ့ချမ်းကတရေအရင်ချမ်းနေနော်ရွာထဲကဘသူမှမတက်ဝင်ဘူးရှင်ဘာကြီးတာတောင်းမှဆန်ထဲမှာမနေပဲနဲ့ရွာထဲကသူ့သမီးအိမ်မှာနေတာမဟုတ်လားကိုစိန်တောင်းကခေါင်းညိတ်လိုက်ပြီးတော့မက်နီရဲ့နဘေးမှာထန်လိုက်ကရေတခွက်ကိုငှက်တောက်လိုက်ရင်နဲ့မင်းရလဲကွာဘာကြီးတာချင်းကတရေချောက်တယ်ဆိုပြီးဘသူမှမခူရတော့ သူ့ကိုဇင်းနေနဲ့ပပရှော့ခိုင်းလို့ရတာပေါ့ကွာအရင်နေတယ်ဆိုတော့ငါတို့တက်တော့ဘူးကြိုက်တာပေါ့ကွာဒါတော့မှန်ပါတယ်ရှင်ဒါပေမဲ့ငွေအတွက်နဲ့ရှင့်ကိုမစွန့်စားစေချင်ဘူးရှင်ဘာကြီးတာရဲ့တားတောင်မှအဲ့အုံးချံတင်တပည့်ကြီးကဆွဲချလို့အုံးမိဘကကြပြီးတော့တည်သွားခဲ့တာမဟုတ်လားတော့မိမရာဒါရီစိတ်ပူမနေစမ်းပါနဲ့မင်းသားဒီညစိုးစိုးအိပ်ပြီးတော့အားမွေးချပါမင်းသားကိုလည်းပြောထားလိုက်မနေ့ဖြန်မိုးမလေးခင် နဲ့ပြန်မမလင်းကငါတို့စစောအုံသွားတဲ့ကြတော့ဘောကွာရှစ်မလဲနော်ကျမကတော့ရင်တွေတုံလိုက်တာဘာမှမဖြစ်ပါဘူးမိမရအခုငါပိုက်စာနေတယ်ခမင်းစားတော့မယ်ကွာတတီတီနဲ့နိုးစက်နိုင်ကြီးကလေးကအတန်မီတာနဲ့ကိုစိန်တောင်းတယောက်ဟာမျက်လုံးများအလုံးလုံးပွင့်ကငောက်ကနေကုန်းချလိုက်တယ်နိုင်ကြီးကိုကြည့်လိုက်တော့မနဲ့သုံးနိုင်ပဲမထိုးသေးပါဘူးနဘေးမှာအိတ်နေတဲ့စနေးဖြစ်သူမနီကိုနိုးရတော့တယ်မိမရီ ထတော့ကဒီနေ့ဘာကြီးတာရဲ့ခြံကိုတက်ရမယ်မဟုတ်လားဇနီးဖြစ်သူမဏီက ဆောင်းချုံကွေးနေရမှာကိုစင်တောင်သုံးလေးကလုံနိုးလိုက်တော့နိုးထလာခဲ့တော့တယ်တွေဥရာတီဖြစ်ပေမဲ့မနေ့ခင်းပိုက်မှာတော့ဇောက်အငွေ့တက်ကမကုံသေးရကြောင့်ခြံအိနေပါသေးတယ်ကိုစင်တောင်အင်းရှိထွက်ပြီးတော့မျက်နှာတည်နေချိန်မှာပဲမဏီကအိမ်အတွင်းကနေညင်းညူနေပါတယ်ဩသူများအိတ်ကောင်းနေတဲ့အချိန်ကျုပ်တို့လည်းမအိပ်ရပါလားနော်စင်းရဲလိုက်တာ ဲ့နောက်မနေ့ကသူ့သားကိုနိုးလိုက်တယ်။သားဖြစ်သူစိန်ကောင်းမှာတော့အသက်15နှစ်ခန့်ရှိနေပါပြီ။ငွေကြေးချွတ်တက်တာကြောင့်မူလတဲ့အစ်စ်နာကြောင်းနေခဲ့ရပြီးတော့အဲ့အလုပ်များကိုဝိုင်းကူကူညီပေးနေရတယ်။မနေ့ကအဲ့ချေမူတူနဲ့သွားတိုင်နေတဲ့သူ့သားကိုကြည့်ပြီးတော့တက်ပြင်းချနေမိပါရတယ်။ကျုပ်တို့ဘဝလည်းနော်။ပညာမတတ်တော့လေ။သူ့ဖေချင်ရနေပြီးတော့အစိုးကြီးထဏနေရရှာပြီ။တော်စင်းမမနေ့ကမင်းကြီးညူနေလို့လေ။ ပက်စံတွေကမိုးပေါ်ကနေကြမလာဘူး။လှုပ်เสียရှိတာဒါလှုပ်ဆမ်းပါကွာ။နေပူကင်းအုံမင်တက်လို့ပြီးမှပဲ။တော်ကကြမှာကွာ။နေပူလိုက်ရင်တော့တက်ရတာမလွဲဘူးနော်။ကိုစိန်တောင်းဆော်အော်လိုက်ပြီးတော့မိသားစု၃ယောက်ဟာထမင်းကျန်းစားလိုက်ကြတယ်။အဲ့နောက်ကိုစိန်တောင်းကဖះဆင်ရှိမှထိုင်ပြီးတော့ဖះရှိခူလိုက်ကဒိုင်ဝက်ခက်အကြာမှာတော့လိုအပ်တဲ့ကိရိယာများကိုယူပြီးတော့၃ယောက်သားဟာရွာပြင်သို့ထွက်လာခဲ့ကြတော့တယ်။ဘာကြီးတာအုံချံကရွာအစမှာတည်ရှိနေပါတယ်။ အုံကြံဆိုပေမဲ့ပြုပြင်ရှင်းလင်းခြင်းမရှိတာကြောင့်အုံတော်ကြီးတမျှဖြစ်နေကအောက်ခြေများမှလည်းရှုံ့လာပါတယ်။ဘိုးမလင်းသေးတာကြောင့်အုံတော်ကြီးအတွင်းမှဝင်လိုက်တာနဲ့စိတ်ကနေအေးသွားပါတယ်။မျက်နှာမှာကြက်သီးများထလာတယ်။ကိုစိန်တောင်းကျုပ်တို့ကြောက်တယ်တော့အခုပဲကြည့်လေ။ဘာကြီးသာသူ့ချံကိုတက်ပေးပါလို့သာပြောတယ်။သူ့ချံမရှိဘူးမဟုတ်လား။မိမရ။မိမရ။ तू မရှိလဲဘာမှမဖြစ်ပါဘူးကွာ။ ငါအပင်ပေါ်တက်ပြီးတော့အုံသီးတွေချပေးမယ်။မင်းတို့တာအမီကတော့အောက်ကနေစောင့်နေကြ။ပြီးရင်တော့ဟော်ဒီတက်ကလေးရှိမှပုံထားကွာ။မင်းတို့တာအမီကတော့အောက်ကနေသေးကြ။ပြီးရင်တော့ဟော်ဒီတက်ကလေးရှိမှပုံထားတာပေါ့။ကိုစိန်သားကဘောင်းဘီတူကိုဝစ်လိုက်ပြီးရင်တော့ကဘာတစ်ခုကိုမြဲမြံစွာနဲ့ပတ်လိုက်တယ်။ထမျက်စွာသွေးထားတဲ့အုံခုတ်တာကိုတော့ကဘာမှာထိုးချိတ်လိုက်ပြီးရင်တော့ဂုံနီအိတ်များကိုလိန်ကျစ်ကကျိုးတပွဲလှုပ်ထားတဲ့ခြေနင်းနဲ့အဖက်ကိုခြေထောက်မှာချိတ်လိုက်ပြီးတော့ အုံမီဘောကိုတမီနဲ့လန်းထိုးကြည့်လိုက်တယ်။အုံသည့်အရင်များကဈေးရပေမဲ့ပူပြီးဈေးကောင်းအယောင်တက်တီကတော့အရှိတအုံသည့်ကအုံသည့်စိတ်နှမှုပဲဖြစ်ပါတယ်။အဲ့ဒီပြင်အုံသည့်ကိုအကောင်အပုတ်ခွဲချရရင်လည်းခက်နေပါသေးတယ်။ကိုစိန်တောင်းကတော့လှုပ်တဲ့ရင်းနေသူပြပြီးအုံခိုင်အားတမီနဲ့ထိုးကြည့်ပြီးတော့ဘဲအခိုင်ကတော့အေးတောက်ရမယ်။ဘဲအလုံးကတော့ပုတ်နေရလို့ကြီးုံများနဲ့တိနေခဲ့ပြီဖြစ်ပါတယ်။အဲ့နောက်တမီကိုချလိုက်ပြီးတော့ အုံမင်ဘောကိုဆူကနေခုန်တက်လိုက်တယ်။အုံမင်တရားရာကထင်သလောက်မလွယ်ကူပါဘူး။အုံမင်များမှာတော့ပေတရာနီယာနီးပါးမြင်မှကြတယ်။အုံတက်တဲ့အခါမှာတော့အပေအောက်ကိုငုတ်ကြည့်ပြီးတော့မတက်ရပါဘူး။အပေအပေါ်သို့သာကြည့်လျက်တက်သွားရတယ်။အပေါ်ကိုရောက်တဲ့အခါမှာတော့ကိုခုတ်မဲ့အုံငိုင်ကိုရွေးပြီးတော့မနိုင်တဲ့နိုင်ကိုချိန်ဆကြည့်ရတယ်။အုံငိုင်အလွန်လေးလံနေမယ်ဆိုရင်တော့ခုတ်တဲ့လူကိုဆွဲချတတ်တာကြောင့်ပဲဖြစ်ပါတယ်။အုံငိုင်ခုတ်ရမှာလဲလက်နှစ်ဖက်စလုံးအသုံးမပြုရပါဘူး။ လက်တစ်ဖက်ကခိုင်မာတဲ့အုံးလက်တစ်ခုကိုမြန်မြန်စွာကင်ထားပြီးမှတစ်ဖက်ကတော့အုံးကင်ကိုခုတ်ရတယ်။အဲ့နောက်ကျိုးတက်ပြီးတော့အောက်ကိုချပစ်လိုက်ရတယ်။အုံးမီဘွားကပစ်ချလိုက်ရင်တော့အုံးသီးများအထိနာသွားပြီးဈေးကောင်းမရနိုင်ပါဘူး။အုံးခုတ်ရတာက လွယ်တော့မလွယ်ပါဘူး။အုံးမီကရင်ထိုးနေတယ်လို့လေကလည်းကြိုက်လာတယ်။နေချက်ခါမှအုံးမင်တက်ရင်တော့အပူတံကိုလည်းခံစားရသေးတယ်။အဲ့အားကြောင့်ပဲဒီမထွက်ခင်ကလေးကအုံးမီကိုတက်ရပါတယ်။အုံးခုတ်ရင်နားကျင်တဲ့အခါမှာတော့ ။အုံမင်အပေါ်မှာရှိတဲ့ပလင်လို့ခေါ်တဲ့နေရာမှာတက်နာရတယ်။လေအဝိမှာတော့အုံမင်ကြီးကရင်းထိုးနေတတ်ကြကြောင်းတော်ယုံလူဆိုရင်တော့အုံမင်ပေါ်မှာမူပြီးပြုတ်ကျတက်ပါတယ်။အုံတပင်ခုတ်ပြီးရင်တော့အဲ့အုံမင်ပေါ်ကနေပြန်ဆင်းရတယ်။ဆင်းတဲ့အခါမှာလည်းအောက်ကိုကြည့်မဆင်းရပဲနဲ့အပေါ်သို့သာကြည့်ပြီးပြန်ဆင်းရပါတယ်။အချို့ကတော့အောက်ကိုကြည့်မိပြီးတော့လေဟက်ကခေါင်းမူးသွားတက်လို့ပါပဲ။အဲ့လိုခေါင်းမူးပြီးပြုတ်ကျရင်တော့တေးသွားနိုင်တယ်လို့ ြင်းပြင်းထန်ထန်လဲကျိုးသွားနိုင်လို့ပါပဲ။အုံတက်တဲ့အလုပ်ဟာထုံမြခက်ခဲပြီးတော့အတက်အနေရရှိတာကြောင့်ပဲနောက်ပိုင်းလူငယ်တွေဟာအုံမတက်ကြတော့ဘဲနဲ့နိုင်ငံရဲ့ချားသူတွေကအလုပ်လုပ်ကန်ကြတာကြောင့်ပဲအုံစည်းကွက်ဟာပြတ်သွားရခြင်းပဲဖြစ်ပါတယ်။အပင်တပင်ပေါ်တက်ပြီးတော့အောက်ရောက်တဲ့အခါမှာတော့ခဏနားပါတယ်။၅မိနစ်ခန့်နားပြီးရင်တော့နောက်တပင်ပေါ်သို့ပြန်တက်ရပြန်နေ။ကိုစိန်တော့ဟာအုံမင်တက်နေချိန်မှာပဲမက်နေနဲ့တားဖြစ်သူစိန်ကောင်းကတော့ အုံသီးများကိုအပုတ်လာအညံ့လာဟုခွဲကြကတဲရှိမှစုပုံထားလျက်အဲ့အချိန်မှာပဲတဲပပလည်းမှခြေတံများကိုကြားရတယ်။ဘာကြီးတာရောက်ပြီလားမဏိကအတန်ပေးပေမဲ့ဘာတယ်မှမကြားရဘူး။မဏိကဘာကြီးတာလာခြင်းဖြစ်မယ်လို့တွေးနေတာကြောင့်ပဲဖြစ်ပါတယ်။အဲဒါကြောင့်တဲအားပတ်ကြည့်လိုက်ပြီးမဲ့ဘယ်တူတယောက်ကမှမတွေ့ရတော့မဏိလည်းကြောချမ်းသွားမိတယ်။ဖနက်တန်ကတဲအနောက်မှာပေါ်လာပြန်တယ်။ တားဖြစ်သူလဲမနီးမနားပါရှိနေတာကြောင့်တားဖြစ်သူမဖြစ်နိုင်ကိုစိန်တောင်းကလည်းအုံမေမမဖြစ်နေတယ်မဏီကျောတွေချမ်းလာတယ်လမ်းလျှောက်တန်ကလည်းရဘာဖနက်ကိုဆွဲပြီးလျှောက်နေတဲ့အတန်မျိုးပဲဖြစ်တယ်တားဖြစ်သူမှာအပင်အောက်မှာအုံငယ်များကိုတွားယူလျာတဲအနီးမှာတော့မဏီကျောက်ထဲကျန်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲကျဲလောင်တဲ့တောက်ခန့်တန်ကြီးတစ်ခုကိုပီပီတက်တက်ကြားလိုက်ရတယ်မဏီဟာကြောက်စိတ်ကိုမနှဲထိန်ထားရပါတယ် တဲအနီးမှာတော့မနေတင့်တော်မန်တီးလိုက်ပြီးရနောက်အုံတက်နေတဲ့နေရာသို့လိုက်လာခဲ့တော့တယ်။ကိုစိန်တောင်းကအုံမိတပင်ပေါ်မှပြန်ဆင်းလာပြီးရနောက်နောက်ထပ်တက်မဲ့အပင်ကိုလိုက်ရှာ ပြန်ပါတယ်။အဲ့ဒီအခါမှာတော့တောဆက်အနီးမှာရှိတဲ့အုံမိတပင်ကိုတွေ့လိုက်ရတယ်။အဲ့ဒီပင်ကိုတက်မဲ့အလုံမှာတော့အဲ့အနီးမှာရှိတဲ့တခြားအုံမိတပင်ပေါ်ကနေတကြောက်တောက်နဲ့ခောက်နေတဲ့အတန်ကိုသုံးယောက်စလုံးဟာကြားလိုက်ရပါတယ်။ကိုစိန်တောင်းရှင်းကြလား။အေးကြားတယ်ကွာ။ သူတို့တိပိမော်ကိုတမင်းနဲ့လမ်းထိုးလိုက်ပါတယ်။အဲ့အခါအုံမင်မော်မှာလူပုံတဲ့မမဲကြီးတကောင်ဟာဖက်တွယ်ထားနေရကိုတမင်းအလင်းရောင်အောင်မှာတွေ့မြင်နေရတယ်။တကူလုံးမဲနဲ့နေပြီးတော့နှလုံးကြီးနှလုံးမှာလည်းဝါဖက်ဖက်ကြီးနဲ့လင်းထိန်နေပါတယ်။အမလီတတရဲတရဲတော့အဲ့အခါအုံမင်မော်ကတတောက်တောက်တန်ဟာလဲပို့ပြီးတော့ကျေလောင်လာခဲ့တယ်။မက်နီတို့တာအမီဟာကြောက်လန့်နေပေမဲ့ကိုစိန်တောင်းကတော့ကြောက်လန့်ရမယ့်အစား တခုခုကိုတွေးတောနေမိပါတယ်။ကိုစိန်တောင်တွေးတောနေမိတာကတော့ဖခင်ဖြစ်သူပြောမှုတဲ့အကြောင်းအရာတခုခုဖြစ်နေပါတယ်။ဂျိုးအမြူတီတို့ငုံအမြူတီတို့ရှိသလိုအုံမြင့်မှလည်းအုံမြူတီဆိုပြီးတော့ရှိရတယ်ကွာ။ကိုစိန်တောင်အဖေမှလည်းအုံတက်သမားတူဖြစ်ပြီးတော့ကိုစိန်တောင်ဟာဖခင်ဖြစ်သူထံကနေအုံတက်နီးကိုအမွေရပြီးတော့အုံတက်စားနေသူတူလည်းဖြစ်ပါတယ်။အုံအမြူတီကဘာဖြစ်လို့လဲဖေရ။အမြူတီဆိုတာရှားတယ်ကွာ။ နောက်ပြီးတော့အမြူတေဆိုတာတောချမ်းတောင်ချမ်းအချောက်လန့်ကျန်းတဲ့နေရာတွေမှာရှိတတ်တယ်ကွအဲ့အချောက်လန့်တွေကိုကြော်ဖြတ်နိုင်မှာပဲအမြူတေဆိုတာကိုရတယ်ကွဆက်ပြောပါအောင်ဖေးကျုပ်စိတ်ဝင်စားလို့အုပ်အမြူတေရှိတဲ့အပင်ဟာခြောက်သွက်နေတတ်တယ်ကွနောက်ပြီးတော့အပင်ပေါ်ကနေလဲတထောက်ထောက်နဲ့အတန်ကြားနေရတတ်တယ်မသိတဲ့လူတွေကတော့တရေခြောက်တယ်လို့ထင်ကြတာပေါ့ကွာဒါရင်ဘယ်ကမလဲလာပြေလာခွေလို့ညတွေဆိုရင်လဲအလင်းရောင်ထက်တာတော့ အတန်ပေးရရပြုတ်လုတ်တက်တယ်ကွအဲ့ရရရင်ဘာဖြစ်တယ်လဲအဖေအုံးအမြူတီကလာဘတက်ချီပြီးတယ်ကွအဖေတန်တဲ့ဘက်မှာတခုမြင်မှုလဲအုံးဒီကခက်သေးသေးပဲအုံးဒီခုကိုခွာလိုက်ရင်တော့အထဲမှာမြောက်ကောင်းလို့လို့အဆက်ကလေး30ပါတယ်ကွရှိနေကြအုံးဒီတွေထဲပို့ပြီးတော့ထူးကြတယ်နောက်ပြီးအတန်ကလည်းအမဲမြင်နေတက်တာကွအဲ့အတီလေးတွေကိုဈေးစံတွေဘာဒီမှာချိန်ထားရင်တော့အလိုလက်ရှင်တဲ့ကွာဒါဆိုအဲ့ဒီအုံးဒီအမြူတီက အမြဲတမ်းအတန်မီနေတာပဲလားအဲ့လိုတော့မဟုတ်ဘူးတားရဲ့သူကထိုက်တန်တဲ့လူတွေရောက်ရင်တော့အတန်ချိတ်သွားပါတယ်မထိုက်တန်တဲ့လူရဲ့လက်ထဲကိုရောက်ရင်တော့အတန်ကမီနေစဲပဲတဲ့အဲ့လိုအတန်မီနေစဲဆိုရင်တော့အုံမြူတီကိုမြူရဘူးတဲ့ကွအိတ်ခိုက်တတ်တယ်တဲ့အဲ့ဒီစကားတွေကိုငယ်စဉ်ကလေးကသာကြားဥတာကြောင့်တကယ်မရှိခဲ့ဟုကိုယ်စိတ်တောင်းယူဆခဲ့ပေမဲ့လည်းအခုတော့မျက်မြင်လက်တွေ့ကြုံနေရပြီဖြစ်ပါတယ်ကိုယ်စိတ်တောင်းကအတန်မီနေတဲ့အပင်ကိုတေးချအောင် တမီးနဲ့ထိုးကြည့်လိုက်တော့အုံသီးများမှခြောက်သွေ့နေသလိုအရွက်များမှလည်းခြောက်သွေ့ကတွဲလောင်းကျနေပါတယ်။ယောက်ျားပြန်ရောက်အောင်ရှင်။ကိုစင်သားကတေချာပြင်ဆင်လိုက်ပြီးတော့ငါအဲ့အပင်ကိုရောက်အောင်တက်မဲကွ။မက်နီတို့တာအမေဟာအလွန်ထိတ်လန့်သွားတယ်။မတော်ပါနဲ့လားကိုစင်တော့ရဲ့။အပင်ကြီးကလည်းခြောက်နေတာပဲ။နောက်ပြီးအပင်ထွက်ဝဲလောက်မှလည်းတရေကြီးကလည်းရှိနေသေးတယ်မဟုတ်လား။ကျုပ်ထင်တော့ ဒါကဒေးသွားတဲ့ဘာကြီးရဲ့သားများမကျွပဲချမ်းဆောင်အဖြစ်ရှိနေတာလားမသိဘူးနော်မင်းတို့အသားနေစက်မှာကွာငါဒီအပြင်ကိုရောက်အောင်တက်မယ်ကိုစိန်တန်းကအုံမင်ဘော်တို့တက်သွားတာကြောင့်မက်နီတို့တားမိလဲမတားဖြစ်တော့ပါဘူးတားဖြစ်သူစိန်ကောင်းကတော့အုံမင်ဘော်ကိုဓမီနဲ့ထိုးပေးနေတယ်မကြခင်မှာတော့အုံမင်ဘော်ကတရေကြီးနဲ့လက်တကန်းအကွာကိုရောက်လာတယ်ကိုစိန်တန်းကခါးချမှာထိုးတဲ့ဓားကိုဆွဲဖြုတ်ပြီးတော့တရေကြီးအားဓားနဲ့လမ်းခုန်လိုက်တယ် တရေကြီးကအနောက်ကိုတဖြည်းဖြည်းဆုပ်သွားတယ်။ဓာတ်ခုတ်ချက်မှာတရေကြီးကိုထိပေမဲ့ဖောက်ထွက်သွားပြီးအုံးမင်ပင်စီကိုသာထိလေတယ်။တရေကဇောက်ထိုးကြီးအပေါ်ကိုတက်သွားရာအနောက်မှကိုစိန်တောင်းကလိုက်လာခဲ့တယ်။တရေကြီးကတစ်ပင်ထိတ်ကိုရောက်တဲ့အခါမှာတော့တခြားတပင်ပေါ်သို့လွားကနေခုန်ပြေးသွားကအုံးပင်များအချားမှပျောက်ကွယ်သွားတော့တယ်။အုံးငယ်များအတွင်းရှိအုံးဒီတလုံးဟာအနီရောင်မိန်ဖြော့ဖြော့လင်းလျက်ရှိရာကိုစိန်တောင်းလဲအဲ့အုံးဒီအညာကိုဓာတ်နဲ့ခုတ်ကအုံးဒီကိုလမ်းဆွဲလိုက်ပါတယ်။ ုံဒီမှာထူးဆန်းစွာပဲနဲ့မိန်ဖြော့ဖြော့လင်းနေတယ်။အုံဒီကိုကမ်းပြီးတော့နားနဲ့ကပ်ကြည့်လိုက်တော့အတွင်းမှာတကြောက်တောင်နဲ့လှုပ်ရှားနေတဲ့အတန်ကိုကြားရတာကြောင့်ကိုစိန်တောင်းလဲဝန်တာအာရနဲ့အုံမီမောကပြန်ဆင်းခဲ့တော့တယ်။မိမကြီးငါတို့တော့ထော့ပြီးကွ၊ပွပြီးကွ။ချင်းမာရီပြောနေရလဲကိုစိန်တောင်းဒီမှာကြည့်စမ်း။အုံဒီကရိုးရိုးအုံဒီမဟုတ်ဘူးကွ။အုံအမြူတေးကွ။မက်နေနဲ့တားဖြစ်သူကအလွန်အံ့ဩနေကြတယ်။ အုံဒီရဲ့ခြောက်သွေ့နေတဲ့အခွန်များအတင်းကနေအနီရောင်အလင်းများကလင်းထွက်နေရကိုစိန်တောင်းမှဆောက်မကြည့်နိုင်တော့ပဲနဲ့အုံဒီခွန်ကိုဓာတ်နဲ့ခုတ်ပစ်လိုက်တယ်။အခွန်ကိုတိတ်ပြီးခွာစရာမလိုပါဘူး။အတွင်းမှာတင်းနစ်ဘောလုံးအရွယ်ခြောက်သွေ့နေတဲ့အုံဒီထွက်လာခဲ့တယ်။အုံဒီခွန်မှာတော့တွင်းနဲ့လေးသုံးပေါက်ပါဝင်ပြီးတော့အတော်ကိုချက်ဝင်နေရမြောက်ကောင်းတဒံနဲ့ပင်တူနေပါတယ်။နောက်ဆုံးတော့ကိုစိန်တောင်းတရာဟာအဲ့အုံအမြူတေးကိုသူ့နဲ့ထက်မထိုက်ကိုစစ်စစ်ရံတာကြံနေပါတော့တယ်။ ကျုံနဲ့ထိုက်တန်နေဆိုရင်အတန်မြင်နေတာရက်သွားပါစေကိုစိန်တောင်းဟီယူလိုက်ပြီးရနောက်အုံမြူတူကိုလက်နှစ်ဖက်နဲ့တေချာကန်းကြည့်လိုက်တယ်သူဆန်းနာကတထောက်ထောက်နဲ့ကြလောင်စွာထွက်ပေါ်လာနေတဲ့အတန်ဟာရက်တန်သွားလေတော့တယ်ကိုစိန်တောင်းအလွန်ပြောသွားပြီးတော့ကလေးတယောက်လိုအိုခေကကက်ခုန်နေမိတယ်မက်နီနဲ့တားဖြစ်သူကတော့သူ့အားကြောင့်တောင်းတောင်းနဲ့ကြည့်နေပါတယ်ဟဲ့တာမင်းအဖေယူသွားလိုက်ယူတာမဟုတ်ဘူးမိမရငါတို့နဲ့ထိုက်လို့ ဘုံအမြူတည်ရလိုက်ပြီငါတို့ချမ်းသာတော့မယ်ချမ်းချမ်းသာသာနေရတော့မယ်ကွကိုစိန်တောင်ပြောနေပြီမဲ့မက်နေမှာယုံတဝက်မယုံတဝက်ဖြစ်နေပါတယ်အဲ့ဟာကလေးရှိုံနဲ့ကျုပ်တို့ကဘလို့ချမ်းသာသွားမှလဲရှင်ကျုပ်ဖြစ်နားမလည်နိုင်ပါဘူးတော့မက်နေပြောတာကလည်းဟုတ်နေပြန်ပါတယ်သူတို့ကတနေ့လောက်မှတနေ့စားရတဲ့ဘဝမျိုးချက်ချင်းလက်ငယ်ချမ်းသာသွားမှဆိုဒီမှာတော့မယုံကြည်နိုင်စရာကောင်းလာပါတယ်ဒါပေမဲ့ကိုစိန်တောင်ကတော့ယုံကြည်ပါတယ် ။တနေ့အုံသီးများကိုစစ်တွေတက်ရောက်နေတော့အုံအမြူတီကလေးကိုလည်းတေဆောင်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။မနေ့မိုးလင်းတဲ့အခါမှာတော့အုံသီးများနဲ့အတူကိုစိန်တောင်စစ်တွေကိုတက်လာခဲ့တယ်။လွယ်အိတ်ချင်းမှာတော့အုံမြူတီကလေးကိုထက်ထားတယ်။စစ်တွေစိတ်ကဲမှစိုက်ကပ်ပြီးတော့အုံသီးတွေချက်ချချင်းပဲလူတူးကသူ့စီကို ပြေးလာပါတယ်။အုံသီးတွေလာလိုက်တာဗျာ။ရောင်းမလို့လားဗျ။ဟုတ်တယ်။ရောင်းမလို့ပါ။ဒါဆိုကျုပ်ဆံကိုရောင်းပါဗျာ။ဒီစည်းကလူပြေးတာတဲ့ ကျုံနဲ့ပူပေးပါမယ်။ဒီလိုနဲ့ကယ်ရီငါပြီးတော့အဲ့ဆိုင်ကိုရောင်းချလိုက်တယ်။အုံဒီတလုံး900ခန်းရတဲ့အချိန်မှာတော့အဲ့ဆိုင်က600ပေးတယ်။အလုံးကောင်းရင်တော့800အထိရလေရာကိုစိန်တောင်းအတွက်စိုးတော့မစိုးလာပါဘူး။ဆိုင်မှာရောင်းချပြီးတော့ဆိုင်ရှိကပတ်စံချပေးမိကိုထန်းဆောင်နေချိန်မှာပဲဆိုင်အတွင်းကိုဈေးဝယ်တူဝင်လာတယ်။အုံဒီပဲဈေးလေ။ဟိုအသေးလေးတွေက1000အကြီးကတော့1500ကိုစိန်တောင်းမျက်လုံးပြူးသွားတယ်။ လက်လီရောင်းတဲ့ဈေးကသူရောင်းတဲ့ဈေးနဲ့စက်ခမန်းလေးလေးကိုကွာနေတယ်။ငါသာလာရောင်းလိုက်လို့ကတော့ပိုပြီးကြိုက်မှာပဲ။ကိုစိန်တန်းတယောက်စိုက်ဖွင့်ရန်ကြံစီမိပါတယ်။ကယ်ဒီသမားနဲ့စကားဆက်မိတဲ့အခါမှာတော့ဈေးကလေးအနောက်ဖက်ရှိအမိုက်ပုံကြီးအနားမှာဆိုင်ကန်းတခန်းတရာရတာကြောင့်ကိုစိန်တောင်းဆိုင်ဖွင့်ဖြစ်သွားတယ်။ဆိုင်တွင်မှာတော့အုံမြူတီလေးကိုအုံဆန်ကျိုးများနဲ့တည်တည်ဆတ်ဆတ်လက်ပပနဲ့ချိတ်ဆွဲထားလေတယ်။အမိုက်ပုံတစ်ပီးဆိုပေမဲ့လဲဝယ်သူများကတော့သူ့ဆိုင်ကိုလာရောက်ဝယ်ယူကြရမှာ အလွန်ကိုစီးပွားဖြစ်သွားလေတယ်။တနေ့ခန့်ကြာတဲ့အခါမှာတော့ဈေးစီပင်တာယာကြီးက အမိုက်ပုံကြီးကိုဖယ်ရှားလိုက်ပြီးတော့အဲ့ဒီနေရာမှာတော့ဆိုင်ကမ်းများဆောက်ကကွန်ကရစ်လမ်းခင်းပစ်လိုက်တယ်။ဈေးကိုပတ်ပြီးဝင်ရတဲ့အနောက်ဖက်လမ်းမကြီးဖြစ်သွားပါတော့တယ်။ကိုစိန်တောင်းမှလည်းဆိုင်ကမ်းတစ်ခန်းကိုငားရက်လိုက်ပြီးတော့သူတို့နေရာကလေးမှာအချက်ချကျတဲ့နေရာဖြစ်သွားတော့တယ်။အုံအမြူတီလေးကြောင့်လားကိုစိန်တောင်းရဲ့ကြိုးစားမှုကြောင့်လားတော့မပြောတတ်ပါဘူး။လင်းကားနေ့အကြာမှာတော့ ကိုစိန်တောင်တို့ဆိုင်ဟာစံကြီးကနာကြီးကိုဖြစ်သွားတော့တယ်။ကိုစိန်တောင်လည်းအုံတို့ရွာနေတာမကတခြားနီးဆိုင်ရာကျူးများတို့ပါဆက်လီနဲ့တွားပြီးတော့အုံဒီများတည်ယူလျက်ကုန်ကူးနေရတော့တယ်။အဲ့ပြင်အုံတို့ရွာမှာတော့အုံးစီချက်ဆက်ကိုတီထောင်လိုက်ပြီးတော့အုံးစီလုပ်ငန်းများကိုလည်းလုပ်ကိုင်တော့တယ်။အခုဆိုရင်တော့ကိုစိန်တောင်တို့ဆိုင်ဟာအုံဒီများကိုနင်းများအထိပါကားနဲ့တင်ဖို့ရောင်းချရတဲ့အထိလုပ်ငန်းဟာတွင်နေပြီးပဲဖြစ်ပါတယ်။တသက်လုံးအုံမင်တက်ပြီးမချမ်းသာတဲ့ကိုစိန်တောင်ဟာလည်း အုံလုံငယ်နဲ့အကျိုးပြီးပြီးတော့ကြစ်ကြစ်တဲမချမ်းသာသေးသည့်တိုင်တဖြည်းဖြည်းနဲ့အဆင်ပြေလာခဲ့ရမှာတော့အခုဆိုရင်တော့တားဖြစ်သူစိန်ကောင်းမှာလောက်ကဲများကိုဦးစီးလောက်ကင်နိုင်ပြီးပဲဖြစ်ပါတယ်။အเจ้าညီညွတ်တာကြောင့်ကိုစင်တောင်းတို့ဆိုင်တို့တစ်ခါတစ်ခါရောက်ခဲ့မယ်ဆိုရင်တော့ဖျားစင်တပေးမှာတွဲလောင်းဆွဲထားတဲ့အုံအမြုတီလေးကိုတတိထားမိပါက မြင်တွေ့နိုင်ကြမှာပဲဖြစ်ပါတော့တယ်။နားရှင်သူပရိသတ်များရှင်ဒီဆက်လင်းလေးကတော့ဒီလောက်ပါပဲရှင်။ ဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းကောင်းတွေကိုနေ့စဉ်နာဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပေးပါအောင်ရှင်။ဇာတ်လမ်းအသစ်တွေတင်တိုင်းအမြဲတရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားကနိုတီခေါင်းလောင်းလေးကိုမနှိပ်ကတည်နှိပ်သွားပေးဖို့အတွက်မေတ္တာရက်ခံပါရစေရှင်။အားလုံးကို